ဒီပိုင်းလေးကိုကြည့်ရှုနေကြတဲ့နေနေရဲ့သင်ငန်းချင်းအားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့ဗီဒီယိုသင်ငန်းစာပေါ့နော်ဗီဒီယိုဒီဇိုင်နာသင်ငန်းစာအခြေခံနံပါတ်3ပေါ့နော်အဲဒီဘက်တော့နံပါတ်3လေးမှာလည်းကျွန်တော်ဘာကိုရှင်းပြပေးမှာလဲဆိုလို့ရှိရင်စလုံးနေနဲ့ပတ်သက်တဲ့ဟာလေးတွေကိုမနေ့ကဒီ basic 2နဲ့နှစ်ခုပေါင်းပြီးတော့ပေါ့နော်ပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘာကိုဆက်လုပ်ရမယ်ဆိုလို့ရှိရင်အရင်ဆုံး ဒီဇိုင်းဆွဲမှာဖြစ်တဲ့အတွက်ကြောင့် Adobe After Effects မှာပထမအဦးဆုံးကျွန်တော်သိရမှာ composition တစ်ခုတည်ဆောက်ရမှာဒါအရင်သင်ခန်းစာတွေမှာလည်းရှင်းပြခဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ project panel ထဲမှာ right click ထောက်လိုက်မယ်ပြီး new composition ထောက်လိုက်အဲဒီနေရာမှာဆိုရင်ကိုယ်စလုံးရေးတိုင်းအဲတက် composition ပေါ့အဲတက်လို့ရေးလိုက် ပြီးရင် composition ကတော့အမဲရအောင်ပဲအဲဒီနေ့သင်ခန်းစာတွေကကြတော့ ပြီးခဲ့တဲ့ဘက်ကပြီးခဲ့တဲ့ရက်ကသင်ပြီးလိုက်တဲ့ဒီစကေးရဲ့ position relation ကိုပဲကျွန်တော်ကဒီမှာစလုံးနဲ့ပြန်ပြီးတော့ဘယ်လိုမျိုးထွင်မလဲဆိုတာကိုလေ့လာမှဖြစ်တယ်။ဒါဆိုရင်တော့ပို့ပြီးတော့ဒီအဓိကတော့ဒီအခြေခံတွေပဲဒီအခြေခံတွေကိုရမှသာနဲ့ကျွန်တော်ကတခြားနောက်ထပ် level level တွေကိုရမှဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီမှာစလုံးစာတန်းထိုးမယ်ဖြစ်လို့ရှိရင်စလုံးထိုးမယ်ဆိုဒီမှာ tab ဒီ2ပါရှိတဲ့ tab ဒီပုံစံလေးပေါ့နော်ဒီပုံစံလေးကိုလက်ကလစ်ထောက်လိုက်မယ်ထောက်ပြီးဒီစခွင်ဒီမျက်နှာပြင်ပေါ်မှာတစ်ချက်ထောက်လိုက်โอเคအဲ့ဆိုဒီဘက်မှာတို့လားသူ့ရဲ့ဒီပန်နယ်ဒီပေါ်လာပြီနော်ဒီပန်နယ်ဒီမှာဆိုရင်တက်မှာဆိုရင်ကိုကစလုံးကဘေးဒီဇိုင်းလေးကိုကိုပြောင်းခြင်းလေအဲတက်စလုံးလေးကြီးကြိုက်တာပြောင်းလို့ရတယ်နော်အဲကိုမြန်မာစာပြောင်းခြင်းလေဆိုလဲမြန်မာစာပြောင်းလို့ရတယ်အင်္ဂလိပ်စာပြောင်းခြင်းလေဆိုရင်လည်းအင်္ဂလိပ်စာ ကျိတ်တဲ့ဒီဇိုင်းပြောင်းလို့ရတယ်နော်အဲဒီမှာဆိုကျွန်တော်ကမြန်မာစာလေးပြောင်းကြည့်မယ်အားလုံးလည်းရင်းနှီးသွားအောင်ပေါ့နော်မြန်မာစာလေးပြောင်းကြည့်မယ်မြန်မာစာဖောက်ကိုအလို့ရေးချလိုက်မယ် W56 အဲအဲဒီဖောက်ရအောင်ဒါဒါကွန်ပျူတာထဲမှာထည့်ထားမှာနော်တကယ်လို့မှအင်္ဂလိပ်စာဆိုရဲအင်္ဂလိပ်စာပဲရှိတယ်ဆိုအင်္ဂလိပ်စာပေါ့နော်အဲမြန်မာစာဖောက်ရေးမယ်ပြီးရင်ဒီနေရာမှာတစ်ချက်ထောက်လိုက်တယ်ပြီးတာနဲ့ဒီမှာဒါလေးကိုထောက်ပြီးတော့စာရေးမယ်အဲအဲဆိုရင်ဘာမင်း အဲ့ဒီပညာအဲအဲ့ဒါလည်းရုပ်ပြီးတော့ဒါလေးကိုချဲ့မယ်ဆိုဒီစလုံးကိုချဲ့ဖို့ဆိုရင်ဘာယူရမယ်ဆိုရင်ဒီကမှုတူကိုဒီ selection 2မှုတူ selection 2ကိုယူပြီးဒီမှာတော့ selection 2ပဲသုံးတယ်နော် Photoshop မှာမှုတူပြီးရင်ဒါလေးကိုမြင်ဝင်ချဲ့လိုက်အဲဟုတ်ပြီနော်ဒီလိုမျိုးလေးဆွဲချဲ့ချဲ့တဲ့အခါမှာဒီအောက်ကချဲ့လို့မရဘူးနော်အောက်ကချဲ့ရင်ဒီလိုမျိုးဖြစ်သွားမယ်နော်အောက်ကချဲ့လို့မရဘူး အောက်ကချဲ့လို့နေရတယ်။အရင်ဘာရှင်းလဲကျွန်တော်မစမ်းကြည့်ရသေးဘူး။အရင်ဘာရှင်းနေမှာအောက်ကချဲ့လို့မရဘူးနော်။ဒါအပေါ်ကပဲချဲ့ရတာ။ Okay ဒီမှာတခုရှင်းပြချင်တာကစက်လုံးကဘယ်ကနေစထားလဲဆိုဒီထိတ်ကဘာမင်းနီပညာဆိုဒီမှာအလေ point လေးရှိတယ်လား။အဲဒီအလေ point လေးကနေပြီးတော့သူကစထားတယ်လား။ဒါကဘာမင်းနီပညာဒီ point လေးကစထားနော်။အဲဒီမှာတခုပြောချင်တာကစက်လုံးကအလေအားစားချင်တယ်ဆိုဒီ point ကိုအလေကိုရွှေ့ရမှာ။ ဒီဟာစကျင်နေဆိုရင်တော့ဒီမှာပဲဒါအဲ့တော့စလုံးတိုင်းတော်တော်များများတာဒီဇိုင်းပေါ်မှာမူတည်တယ်ဘောနော်ဒါအခြေခံသင်ခန်းစာလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အခြေခံသဘောတရားလေးပဲရှင်းပြပေးမယ်ဘောနော်အဲဒီစလုံးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တကယ်ဆိုရင်သူက point ကဒီဘက်အဆုံဆုံးမှာ point တကယ်လို့ကိုကအလေကိုရွှေ့ကျင်နေဆိုလို့ရှိရင်တော့ point ရွှေ့တဲ့တူးကိုကိုကရွှေ့ပေးရအောင် point ရွှေ့တဲ့တူးအဲဒီတူးကိုကရွှေ့ပေးရမှာ ထောက်ပြီးတော့ဒီ point လေးကိုဖိပြီးတော့အလေကိုရွှေ့လိုက်။ဘာကြောင့်အလေကိုရွှေ့ထားခြင်းလဲဆိုတော့စက်လုံးကစာတန်းထိုးဒါ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 အခြေခံသဘောတရားနော်တကယ်လို့မှအလေမရွှေ့ခြင်းလို့ဒီဟာလေးကိုလည်းဒီကိုရွှေ့လို့ရတယ်။တကယ်လို့ကိုကစက်လုံးကိုဒီ scale လို့ position တို့နဲ့သုံးမယ်ဆိုလို့ရှိရင်အလေကနေစပြီးတော့အလုပ်လုပ်တယ်ပေါ့။တကယ်လို့အဲ့လိုမဟုတ်ပါနဲ့ဒီ point လေးကကိုကဒီမှာလာဆိုလို့ရှိရင်တော့အဲဒါဆိုရင်ဒီထိတ်ကအလုပ်လုပ်တယ်ပေါ့။ဒါတော့သိထားရမယ်နော်။အဲ့တော့ဒီ point စက်လုံးတိုင်းမှာဒီ point ကအရင်ကိုအရေးကြီးတာဖြစ်တယ်။အဲအဲ့တော့ဟောဒီက ဒီဘက်ကြီးတဲ့တငယ်ချင်းမိတ်ဆွေတွေလည်းဒီမှာဆိုလို့ရှိရင်ဒီ point ကိုအလယ်ရွှေ့ထားလဲရတယ်ဒါမှမဟုတ်လည်းထိတ်မှလည်းရရပါတော့အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့သင်ခန်းစာအတိုင်း scale တိုင်းကိုပြင်သွားပြီဒီစလုံးကို scale လေးနဲ့ပြန်ပြီးတော့စကြည့်မယ်ဟုတ်ပြီနော်အဲဒီမှာကျတော့နည်းနည်းလေးအဆင့်နည်းနည်းလေးမြင့်သွားမယ်အဲ့ဒီအရင်ကပြီးခဲ့တဲ့ scale တိုင်းမဟုတ်ဘဲနဲ့ဒါပေမဲ့ selection 2ပဲတစ်ချက်ထောက်တာနော်ပြီးွားရင်ဒီမှာဒီကိုယ့်ရဲ့ဒီဒီ timeline ဒီမှာနော် timeline မှာဒီ layer ပေါ့နော် tab layer လေးကိုတစ်ချက် left click လေးထောက်လိုက်ထောက်ပြီးွားရင် keyboard ကနေတော့ အစကုနဲ့လေစကေးကိုရင်စားမယ်စကေးခေါ်လိုက်တယ်ပြီးရင်ဒီအစမှာစကေးကိုဒီမှာသူ့ရဲ့စကေးရတယ်မနော်မှတ်တာနော်ဒီလောက်လောက်ရှိတယ်နော်အရင်တော့ဟိုကတော့တရားမဟုတ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနည်းနည်းလေးကလိကြည့်မယ်အရင်လိုမဟုတ်တော့ဘူးနော်နည်းနည်းဒီဇိုင်းတစ်မျိုးပြန်ထွင်မယ်နော်အရင်တစ်ခါကစကေးကိုကောင်းကောင်းကြီးနားလဲသွားပြီလို့ထင်တယ်အဲ့တော့ဒီတစ်ခါမှကျတော့စကေးကိုနည်းနည်းလေးကစားမယ် position နဲ့ကစားမယ် rotation နဲ့ကစားမယ် okay အဲ့ဒါဘယ်လိုမှမဆိုရင်အဓိကအသက်ကတော့ indicator ပဲ indicator နဲ့ဒီစကေးဘော့ကိုတတ်မှတ်လိုက်တဲ့ key ဒီကီးရအဓိကအသက်ပဲအဲ့တော့ကျွန်တော်တို့ပထမဆုံးစရမယ်ဖြည့်တဲ့အတွက်ကြောင့်မို့လို့ဒီ indicator တန်လေးကိုဒီအနောက်လေး2 second လောက်လေးကိုအချက်ထားတယ်ဒါဒီဒီ composition setting အကြောင်းကိုလည်းပြီးခဲ့တဲ့ပတ်မှာရှင်းပြထားပြီးပါပြီနော် second ကိုထားမှထားနေဘယ်လောက် second ထားမလဲဆိုတာရှင်းပြထားတယ်နော်အပြင်ကြည့်အဲ့တော့ဒီမှာဆိုရင်2 second ပဲထားလိုက်အဲ2 second လောက်ထားပြီးပါလို့ရှိရင်မာကီတမန်လာအဲဘာကြောင့်လဲဆိုရင်ဒီလောက်ဒီကနေသွားမယ်ဟာဒီတိုင်းဒါဒီလောက် အကွာဝေးလို့ကျင်โอเคပြီးတော့မှ indicator ကိုအရှိလေးဆွဲလိုက်လက်ကလစ်လေးထောက်ပြီးဆွဲလိုက်ဆွဲပြီးတော့ဒီမှာ0သတ်မှတ်လိုက်ဟိုဒါဆိုပလေးကြည့်လိုက်မယ် under call လိုက်အဲအဲ့လိုမျိုးတိတာစကေးရတော့အလုံးနဲ့တီးပြီးသားပေါ့နော်အကျဉ်အကျဲအကျဉ်အဲအဲ့လိုမျိုးလေဟုတ်တယ်နော်အဲဆိုရင်အလုံးပဲရလိုက်မယ်နော်စကေးရသဘောတရားဒါရှိမှာနော်ဒါလေးလာခဲ့ပြီးပါရင်ဒါပြန်ပြီးတော့အိုက်ကောင်ကိုမှီညံပြီးတော့စလုံးနဲ့ပြန်ထွင်ပေးတယ် visit တတိမှာ โอเคပြီးွားလို့ရှင်အဲ့ဆိုဒီမှာ indicator တန်ကဒီကနေပြီးတော့သူစကေးရအလုပ်လုပ်တာဒီမှာပဲ key ရအလုပ်လုပ်တယ်ဟုတ်တယ်เนาะသေးတာနေပြီးတော့ကြီးွားတယ်ခုနကအနောက်မှာ key သတ်မှတ်ပြီးတော့မှအရင်သတ်မှတ်လိုက်တယ်ပြီးတော့မှအရှိ့ကို indicator တန်သွားပြီးတော့အဲ့ဆိုโอเคဒီနေရာတော့ဒီကဒီကအကွာဒီအကွာဝေးလေးအတိုင်းတာမှာ ဒီကွာဝေးလေးအတိုင်းတာမှာစလုံးကကြတော့ဒါသေးရနေပြီးတော့ကြီးွားတယ်ဒီထိပဲเนาะဒီဘက်ကကြအလုံးမလုံးတော့ဘူးဒါဆိုတော့ဒီဘက်ကရောအလုံးလုံးချင်းနေဆိုရင်ဘူးလုံးမလဲဆိုရင် indicator ကိုညမထားလိုက်ထားပြီးွားတဲ့ခါမှာ तू ကဒီထိလောက်မှာဒီအကြီးပေါ်လာဖြစ်တဲ့အတွက်ကြောင့်ဒီလောက်လောက်မှာဆိုရင် तू ကဘာဆက်လုပ်ကမလို့ဒီ key ကိုဒီဘက်ကိုရွှေ့ရမယ်အဲ့တော့ key ကိုတစ်ချက်ထောက်လိုက် keyboard က control pvc ကိုနှိပ်လိုက် copy ယူတယ်ပေါ့ပြီးရင်ဒီနေရာမှာ indicator ထားပြီးတော့ control ပြီးပြီးတော့ဘူးယူနှိပ်လိုက်ဒါဆိုကီးကိုလိုက်တော့ ခုနကီးကိုထောက်ပြီးတော့ကီးဘုတ်က control ဖိတယ် C ကိုနှိပ်တယ်တွဲနှိပ်တာဗောနော်ဒီမှာ control နှိပ်ပြီးတော့ V ကိုနှိပ်လိုက်တယ်ရောက်ပါ Okay เนาะဒါဆိုရင်ဒီကောင်ရဲ့အကွာဝေးကဒီကနေလုံးလုံးပြီးတဲ့ပြင်မှာဒီနားမှာကျတော့ဒီကီးကဒီနားရောက်သွားတာဒီနားနေရက်သွားတယ်ဒီစီရက်သွားလိုက်မယ်ပြီးတော့မှဒီအနောက်ကို indicator အနောက်ဆုံးဆုပ်လိုက်အဲဆုပ်ပြီးသွားတဲ့အခါကျမှဒီမှာ0ပြန်ထားလိုက်ပေါ့ဒီဘက်မှာဒါ0 indicator အနောက်ဆုံးမှထားလိုက်တယ်เนาะနောက်မှထားပြီးတော့ဒီမှာဘာလို့လဲ0ထားလိုက် ဒါဆိုလို့ရှိရင်တော့ तू อ่ะဒီကနေစပြီးတော့ပြန်ပြီးသေးသွားမယ်โอเคအဲ့တော့အင်ဒီကတာရှေ့ထားပြီးတော့ဒီဘောကစပီပါလေးခေါ်လိုက်မယ်အဲသေးတာရတယ်နောက်ပြီးရက်သွားတယ် အဲရက်သွားပြီးတဲ့ခါမှာဒီရောက်ရင်ပြန်ပြီးတော့တည်သွားတယ်။ Okay ဒါကကြတော့ skill ရဲ့သဘောတရားလေးပဲ။အားလုံးမနားလည်လိမ့်မယ်ပေါ့နော်။ဒီအဓိကတော့ဒီ skill ရဲ့ key သတ်မှတ်ပုံသတ်မှတ်နည်းတွေရတာဒီ basic မှာအရင်ကိုအရေးကြီးတယ်။အရင်ကအဓိကကြတယ်ပေါ့နော်။ဒါလေးအားလုံးပဲနားလည်လိမ့်မယ်နော်။ခုနက key တွေကိုဘယ်လို copy ယူလဲဆိုတဲ့သဘောတရားလေးကိုလည်းသိလိမ့်မယ်ပေါ့နော်။ Okay ဒါကကျွန်တော် video record finder ဖြစ်တော့အမြင်မြန်ပဲပြောတော့မယ်နော်။အားလုံးပဲရလိမ့်မယ်ပေါ့။ Okay နောက်တစ်ခုကျွန်တော်တို့မှာဒါကိုဒီ skill လေးကို ြန်ပြီးတော့ indicator အလေလောက်မှာဒီ modem ဒီလောက်မှာထားပြီးတော့ဒီ scale ကိုတစ်ချက်ထောက်ပြီး delete လုပ်လိုက်ဖြတ်လိုက်မယ် position စမယ်အဲ position စမယ်ဆိုရင် keyboard ကနေပြီးတော့ p ကိုထောက်လိုက်အဲ position ဝင်သွားပြီတာ keyboard က p ကိုထောက်ရင် position ရပြီအဲအဲ့တော့ position ဆိုတာကဘာလုပ်တယ်လဲသူရှေ့သင်္ကန်းစမှာသင်ခဲ့တယ်ဟိုဘက်သွားဒီဘက်သွားဟုတ်ပြီနော်အဲ့ဆိုရင်သူဒီကောင်မှာဆိုရင်ဒီဟာအစလေးကို indicator ထားပြီးတော့ဒီကောင်ကိုသူဘာလုပ်မလဲဆိုဟိုဘက်ကနေဒီဘက်ကိုသွားမယ် ်ဟုတ်ပြီနော်ဒီရှေ့ရဟာကိုဆွဲမှာနော်ဟိုဘက်တာဒီဘက်သွားအနောက်ကိုပြီးသွားလိုက်ဒါရှေ့ကိုဖိပြီးတော့အနောက်ကိုပြီးသွားလိုက်ပြီးသွားအဲပြီးပြောက်လိုက်အဲပြီးသွားတိုင်းဒီမှာမလုပ်မယ်ဒီကနေစမှာဖြစ်တဲ့အတွက်ကြောင့် indicator အစမှာထားပြီးတော့ keyboard ကဒီမှာမလုပ်မယ် key သတ်မှတ်ပေးရမှာဖြစ်တယ်နော်ဟုတ်ပြီနော် key သတ်မှတ်ပေးရမယ်နော်မ key သတ်မှတ်ပေးလိုက်တစ်ချက်ထောက်လိုက်โอเคအဲ့ဆိုတော့မကီးဝင်ပါဘူးเนาะဟုတ်ပြီเนาะရမယ်เนาะဒါဒီကနေစပြီးတော့ဘယ်ရောက်သွားမလဲဆိုရင်ဒီလောက်ဒီလောက်ကနေပြီးတော့မှဒီဘက်ကိုသွားမယ်ဒီဘက်ကိုသွားမယ်အဲ့တော့ဒီကောင်ကိုဒီဘက်ကိုပြန်ရွှေ့ အဲအဲ့လိုမျိုးအစာဟိုပျောက်ပါတယ်နော်မဒီဘက်ဝင်လာတယ်အဲဒီဇိုင်းလေးဒါကပါလေပူဆက်ရှင်တွေ့မှာပါနော်အားလုံးပဲနားလည်လိမ့်မယ်နော်ဒါသင်္ကန်းစာသဘောနေနဲ့ပဲရှင်းပြတာဆိုတော့အခြေခံလေးတွေအားလုံးမကြမကြလက်လျှော့လုပ်ကြည့်ပါနော် okay okay အဲ့ဆိုဒီမှာ keyboard က speed ပါလေးခေါက်လိုက်မယ်အဲအဲ့လိုမျိုးလေးသွားတူလား okay အဲ့ဆိုရလိုက်မယ်နော်ဒါစာတန်းထိုးတာတကယ်လို့ဒီကောင်ဒီဘက်ကိုတော့တားကြီးမြန်နေဆိုရင်ဒီ key ကိုတော့ဆုံးလိုက်ရတယ် ဒါဆိုသူဖြေးွားလိုက်မယ်เนาะနော်โอเคအဲဆိုရင်ဒီကနေတော့ play ကြည့်လိုက်မယ်ဆိုပြီးပဲခေါ်လာမယ်โอ้ဒါဖြည်းဖြည်းလေးဖြေးွားရယ်เนาะโอเคဒါကြတော့သူ့ရဲ့တိုင်းရဲ့ဒီအချိန်ပေါ်မှာမူတည်တာဗောနော် သူရဲ့ composition ရဲ့ဒီအချိန်ကိုကိုဘယ်လောက်ယူထားလဲပေါ့ယူထားတဲ့ပုံမူတည်ပြီးတော့မှဒီ key ကိုကိုကြိုက်တယ်လို့ကြာအတူ short လုပ်လို့ရတယ်အဲဆိုနားလည်လိမ့်မယ်เนาะဒါကြတော့ဗာလဲဆိုရင် ဒီဘက်တော့ position မှာကျနှစ်ခုရှိတယ်ဒီဘက်ကကျတော့ဒီဘက်ကကျတော့ဟိုဘက်ဆိုဒီဘက်ဆိုဒါကကျတော့ above up သွားတာအဲ့ဆိုတို့ above up ဒါလေးကိုစာလေးကိုပြန်ဖြတ်လိုက်မယ်ဟုတ်ပြီနော်ဒါလေးကိုပြန်ဖြတ်လိုက်မယ် key ကိုပြန်ဖြတ်လိုက်တော့မယ် above up သွားတာလေးစမ်းမယ်ဟုတ်ရင်ဒါလေးအလေးပြန်ချလိုက် sorry အလေးပြန်ချလိုက်မယ်အလေးပြန်ချမယ်ဒါ key တွေဖြတ်လိုက်ပြီနော် key တွေ key ကိုဖြတ်ချင်တယ်ဆိုရင်ဒီဒီ key byte လေးကိုတစ်ချက်ထောက်လိုက်တာနဲ့ရှင်းရမြ key အားလုံးပြက်ကုန်မယ် ဟုတ်ပြီနော်အဲ့ဆိုစလုံးဒီဟာကိုအပေါ်နဲ့အောက်သွားလောက်ချင်တယ်ဆိုတူတူပဲဒါလေးဒီအနောက်ကကောင်ဒါကြတော့ခုနကအရှိရကောင်ခုဘက်သွားဒီဘက်သွားအနောက်ကကောင်အဲ့တော့သူ့ကိုကျွန်တော်တို့ဒီအောက်ကိုဆွဲချလိုက်အဲဆွဲချပြီးသွားရင်ကီတက်မှတ်လိုက်မယ်ပြီးရင်ဒီကဒန်ကိုနောက်မှထားလိုက်ထားပြီးရင်ကျွန်တော်အပေါ်ကိုပြန်သွားလဘောပြောင်းလောက်လိုက်ဒါဆိုရင် okay ပြီးရင်အန်စပီပါခေါက်ကြည့်လိုက်အဲအပေါ်ကနေပြီးတော့ အောက်ကိုသွားတယ်။အဲဒါရမယ်နော်။ဒါလေးကတခုပေါ့နော်။ဒါလေးကလွတ်လွတ်ရတဲ့တခု။ဒါမှမဟုတ်ရင်ကဲလို့ तू ကဘယ်ရနေဆိုတော့ဒီကနေသွားခြင်းရာဒီကီးတီကို तू အပေါ်တက်သွားတယ်။ဒီနာကြရင်ရက်သွားပြီနော်။ပျောက်သွားပြီနော်။ဒါဆိုရင်ဒီကောင်ဒီကီးကိုကျွန်တော်ဒါလောက်ရွှေ့ကြည့်လိုက်မယ်။အလေဒီနားလောက်ရွှေ့လိုက်မယ်။အဲရွှေ့ပြီးသွားလို့ရှိရင်သူသူကဘယ်ရသွားမလဲဒီကနေသွားလိုက်ဒီနားလေးမှနေသူကအဲမြင်သွားတလားအဲဒါဆိုရင်ဒီဘက်မှာကျတော့လှုပ်เสียရလို့မရှိတော့ဘူးဟုတ်ပြီနော်ဒါဆိုတော့ဒီကီးကိုပြန်ပြင်မယ် ်ပြန်ပြင်းမယ်ဆိုဘလို့ပြင်းမယ်ဆိုရင်တဒါလေးအောက်နေပြန်ချလိုက်နော်အောက်ပြန်ချလိုက်အဲလောက်လောက်ထားလိုက်ဒီကီးကိုအဲ့တော့ဒီကီးကိုပြန်ပြင်းခြင်းလေဆိုရင်အဲ့ဒီကီးပေါ်တက်တဲ့ကို indicator indicator တန်ထားမယ်နော်ဒီ indicator တက်တဲ့ထားမှသာလေအဲ့ဒီကီးကိုကျွန်တော်တို့ကပြန်ပြီးတော့ပြင်လို့ရတာဗောနော်ဟုတ်ကဲ့ပါနားလည်မယ်နော်အဲ့ဆိုရင်ဒီကတန်တန်ထားပြီးွားရင်ဒေါက်လောက်ထားလိုက်ဒါဆိုရင်တော့ဒီကနေသွားခြင်းဟာ โอเคไอ้ที่มานี่ยัดตัวไปหอบพี่เนาะだเปียนอินดิเคเตอร์ให้ตัวได้ตัวก็ไม่รู้ดาสุยดีนาที่โตอ่ะยัดขึ้นเลยสุดีคีย์คอปี้อยู่ดีๆถ้าดาสุดีตะไว้ยัดว่ะเลยบ่เนาะคีย์โตจะทําเมคีย์บอร์ดคอนโทรลพีพีซีโหนึ่มเมพีอินดิเคเตอร์ดีนามาทาเมอินดิเคเตอร์โหดีามาทาเมคีย์บอร์ดคอนโทรลพีพีแล้วบูโยนึ่มเลยเอ้ดาสุคีย์ဝင်ไว้ดาดาสุดีกว่าวีเลยยัดตัวได้พี่တော့มาอนาคตตัวมาอนาคตสู้ยินดาสุอบอซွတ်ตินได้บ่อบอเสร็จตัวได้だมออกชะจินชะเลยยะเนาะดาอบอเสร็จตัวจินอบอเสร็จตัวได้ အားလုံးပဲနားလည်နေမယ်နော်လွယ်လေးပါနော်ဒါလေးကနည်းနည်းလေးတော့အရှိရာသင်ခန်းစာကိုရမယ်ဆိုရင်ဒီသင်ခန်းစာရလိုက်မယ်ပေါ့နော် play ကြည့်လိုက် okay အမရက်သွားပြီအပင်းဆက်သွားတယ်အဲ့တော့ okay အဲ့တော့ဒီပိုင်းလေးကြည့်ကြရတယ်တကယ်ကြီးနေနေကိုကဒီဇိုင်နာတွေကိုအခြေခံနေကဏ္ဍလေးလာခြင်းလဲဆိုလို့ရှင်တော့ဒီသင်ခန်းစာတွေကိုကို နားမလဲဆိုခဏခဏကြည့် तू ဘလူလေးပြောွားလဲဘလူလေးနားမလဲဘူးလဲပေါ့အဲဒါလေးခဏကြည့်နားလဲွားလိမ့်မယ်ပေါ့နော်ကျွန်တော်လည်းအတနိုင်ဆုံးနဲ့အရှင်းဆုံးဖြစ်အောင်နော်ရှင်းပြထားပြီ rotate ကတော့လဲတာပဲ rotate ကတော့မခတ်ဘူးအဲ့တော့ rotate ကရှိပိုင်းမှာလည်းရခဲ့ပြီးပြီပေါ့နော်အဲ့တော့ဒီပိုင်းမှာက scale နဲ့ position ကိုပဲတေချာလေးလောက်ထားတယ်ပေါ့နော်အဲ့တော့တကယ်တော့ဟွာဖြစ်တယ်ဆိုကျွန်တော်ဒီသင်ခန်းစာလေးကိုနည်းနည်းလေးပြန်ပြီးတော့ဒါ key တွေပြန်ဖြတ်မယ်ဒီ key တွေဖြတ်မယ်ဆိုရင်ဖြတ်လိုက်ပြီ ပြန်ပြောပြပြီးမနော်နည်းနည်းလေးပြန်အဲဒါလေးကိုဒီဟာလေးကိုအောက်လေချတာလိုက်အောင် position ဒီမှာတတ်မှတ်ထားတယ်နော်အလေတော့မတတ်မှတ်ထားအဲ့တော့တို့က position နဲ့တတ်မှတ်မှုတွေ keyboard ကနေပြီးတော့ p ကိုထောက်ထား position ပေါ်လာရယ်နော်ဒါဆိုရင် तू ကဘယ်ကနေသွားဒီအနောက်ကဟာကြတော့ဟုတ်အပေါ်အောင်သွားတာဒီဘက်ကကြတော့အခုဘက်ဘက်ဒီဘက်သွားတာအဲဒါရောသိရမယ်နော်အခြေခံသဘောတရားသိမယ်အဲ indicator ကိုအစမှထားပြီးတော့ဒီဟုတ်အပေါ်ကနေပြီးတော့ဟို အောက်ကနေပိုတက်ချင်တဲ့ပုံစံလိုချင်တာဖြစ်တဲ့ကြောင့်မလို့သူစာလုံးအောက်ဆွဲချတာလိုက်ဘာမှလဲအင်ဒီကေတာအစမှာပြီးပါလို့မယ်ကီတက်မှတ်လိုက်ဒါကိုထိုကေအနီမေးရှင်းလို့ခေါ်ပါတယ်ပြီးတက်မှတ်လိုက်တယ်ပြီးတော့မှ3စက္ကန့်လောက်အင်ဒီကေတာကိုတစ်ချက်ထောက်ထောက်ပြီးသူ့အပေါ်ပြန်ဆွဲတင်လိုက်အဲအလေလောက်မှထားလိုက်အဲပြီးရင်ဒီနာလောက်မှ5စက္ကန့်ကျော်6စက္ကန့်လောက်မှ ဆိုတော့ဒီကနေပြီးတော့ဒီ ठी ပဲလို့လို့တာဒီနေရာမှာကျတော့ကိုကပါရက်ထားမှာဖြစ်တယ်ဟုတ်တယ်ဒီအကြာကွာဝေးရရက်ထားမှာဖြစ်တော့ဒီ key ကို copy ယူရမယ်တစ်ချက်ထောက်မယ် keyboard ကို control ဖိမယ် co နှိပ်မယ်ပြီးရင် control ကိုနှိပ်မယ် v ကိုနှိပ်မယ်ဒါဆိုရင် indicator ရက်နေတဲ့နေရာမှာ key ရဒီ key ရဒီကိုရောက်သွား copy ကူးလိုက်တာဗောနပြီးတော့မှဒါလေးကိုအနောက်ဆုတ်ပြီးတော့ဒီနေရာကဘာလုပ်မလဲဆိုအပေါ်တက်သွားမယ်အပေါ်ပြန်ပြီးတင်လိုက်တယ်ဒီမှာနော်အပေါ်တင်လိုက်တာနော်ဒီမှာနော်တကောင်နဲ့အပေါ်တင်တာနော်โอเคဒါဆိုပလေးကြည့်လိုက်မယ် အဲသွားတယ် B အဲ့နောက်မှာရက်သွားတယ်ပြီးသွားရင်ပြန်တက်သွားတယ်โอเคပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ရဲ့ဟော်ရီရဲ့ beautiful file လေးကိုကြည့်ရှုနေကြတယ်ဟော်ရီတငယ်ချင်းတွေတော့ပေါ့နော်အာဒီ scale position နဲ့စလုံးထိုးတဲ့ design လေးတွေဒါအခြေခံသဘောတရားလေးတွေပေါ့နော်အဓိကကတော့ဒီ business မှာဒီ scale ရဲ့ position ကို permanent နဲ့ရအောင်လေ့ကျင့်လာကြပါပေါ့နော်နောက်ပိုင်း